2025ခုနှစ်ဟာ BNN နိုင်ငံအတွက်တော့တပိုင်းတစ်လျှောက်သဘောဝ BND ရဲ့အဆိုးအဝါးဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။မုံနှမ်းတွေတလုံးမီတလုံးဝင်ရောက်ခဲ့တာကြောင့်အခုနိုဝင်ဘာလကုန်အထိလူပေါင်း400ကျော်သေဆုံးပျောက်ဆုံးနေပြီးစီးပွားရေးအထိခိုက်ဆုံးရှုံးမှုကလည်း American Dollar 3.5 billion နီးပါးရှိနေပြီလို့သိရပါတယ်။ BNN စိုက်ပျိုးရေးနဲ့သဘောဝပတ်ဝန်းကျင်ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရဒီနှစ်အတွင်းနိုင်ငံကိုဝင်ရောက်တက်ခဲ့တဲ့မုံတိုင်းနဲ့လီဗီးယားနဲ့ရေဝန်စုစုပေါင်း19ခုရှိခဲ့ပါတယ်။ ဒါ2019ခုနှစ်ကစံချိန်ဟောင်းကုန်ပြီးဖို့တခုပဲလိုတော့တဲ့ပမာဏပါဒီ BNL တွေကြောင့်အင်ဂျီ3သိန်း3000ကျော်ပျက်စီးခဲ့ရပြီးဆုံးရှုံးမှုတန်ဖိုးက BNL 85 trillion ကျော်ရှိတယ်လို့ဆိုပါတယ်ဆိုအားလုံးကတော့ပြီးခဲ့တဲ့နိုဝင်ဘာ16ရက်နေ့ကနေ20ရက်နေ့အထိ BNL 11မှာကြုံတွေ့ခဲ့ရတဲ့ရေကြီးမှုပါမိုးသဲထန်စွာရွာသွန်းမှုကြောင့်9ရက်အတွင်းလူ102ဦးသေဆုံးခဲ့ရပါတယ်ဒက်ကလန်နဲ့ဟန်ဝါပြည်နယ်တွေကမြစ်ကြီးတွေမှာရေမှတ်1993ခုနှစ်နောက်ပိုင်းစံချိန်တင်မြင့်တက်ခဲ့ပါတယ်ဟန်ရိုင်းဒါနန်နဲ့ ဟွေမျိုးကြီးတွေလည်းရေဘေးတံကိုအကြီးအကျယ်ခန်းစားခဲ့ရပါတယ်။အာနာပိုင်တွေကတော့လက်ရှိအခြေအနေကိုမုံတိုင်းပြည်မုံတိုင်းရေဘေးပြီးရေဘေးလို့တင်စားပြောဆိုနေပါတယ်။ဆိုရင်ဇာကတော့ဖိလစ်ပိုင်ဘက်ကနေနောက်ထပ်မုံတိုင်းအမှတ်ဆံကဝင်ရောက်လာဖို့ရှိနေပြီ။နိုဝင်ဘာ28ရက်ပတ်ဝန်းကျင်မှာမိုးကြီးနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ BNN ဝန်ကြီးချုပ်ဖမင်းချင်းကတော့လာမယ့်နှစ်ကူးကာလမတိုင်ခင်ဥယျာဉ်မြေပြည်သူတွေကိုနေအိမ်ပြန်ဆောက်ပေးဖို့ညွှန်ကြားထားသလိုနိုင်ငံတကာကလည်းအရေးပေါ်အကူအညီဒေါ်လာ73သန်းခွဲလောက်ပေးပို့ထားပါတယ်။ ရာသီဥတုဖောက်ပြန်မှုရဲ့တန်းကိုအလူလဲခန်းစားနေရတဲ့ပြည်နယ်နိုင်ငံဟာလက်ရှိချိန်ထိ NDA ကနေမကင်းဝေးသေးပါဘူး။နောက်ထပ်ဝင်လာမယ့်မုံတိုင်း NDA ကိုလည်းဒေသအာဏာပိုင်တွေကအထူးသတိထားစောင့်ကြည့်နေကြပါတယ်။